အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ26ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ချမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုတောင်ခမ်းစစ်ဒေသမှာအသေးခံပြီးတိုက်ပွဲနေတဲ့စစ်သားများစိတ်ဓာတ်တက်ချောက်သွားအောင်နည်းနည်းအလင်းပြပေးပါမယ်တင်လို့ရနောက်ဖက်မလန်မကန်ပြုံးလင်းတဲ့နောင်ချိုကျမ်းမှာဗန်မွေးဝက်ဝင်ဆိုတာရှိပါတယ်ဗန်မွေးနဲ့ဝက်ဝင်ကြားကစစ်တပ်ခိတ်တွေဖြစ်တဲ့နန်လင်းခိတ် ကျော်ဆန်းစီဆိုင်ခိတ်လုံးကျော်ဖျားကုန်းခိတ်တွေဟာနေ့စဉ်ဝင်ငွေ300ခန်းရနေတာကိုသိကြပါသလားလုံးကျော်ဖျားကုန်းခိတ်ကောင်းကောင်းဆိုရင်ခိတ်ကြီးချင်းချင်းချူတော့ဟိုပါပြောင်းတလဲခေါင်ခုတ်ခွတ်ပါမယ်စိတ်တန်းကြထုတ်ပေးထားတာဖြစ်ပါတယ်လုံးကျော်ရွာတွေကထုံးဖုတ်တဲ့ဖုံးပုံပိုင်ရှင်တွေကို9448အေကားရှိတဲ့ထင်းယူတော့ကိုစိတ်ကြိုက်ခုတ်ခိုင်းပြီးထုံးဖုတ်ခိုင်းထားတာလမ်းပေးမြင်ွေးတော့ပဲထင်းယူတော်တန်းကြံရှိပါတော့တယ်အတွင်းပိုင်းမှာ ဘောလုံးဝင်းလိုပြောင်းသတင်းခါနေပြီဖြစ်ပါတယ်။လွန်ကျော်ဂိမ်းမှုနဲ့နေတဲ့မောင်မောင်လေးဆိုသူပေါင်းပြီးခုံးပုံပေါင်း30ကျော်ကိုတိတ်တိတ်ပုံလဲပတ်လောက်ကင်နေတာဖြစ်ပါတယ်။ခုံးပုံတဖို့ဆိုရင်ထော်လာဒီ10စီးကျော်ချင်းသုံးဆွဲရတာဖြစ်ပါတယ်။စတဲ့မှုမသိဘူးလားဆိုတော့သိပါတယ်။ဂိမ်းမှုကစေးရရပြင်ကွင်းမြင်ဝင်ဖောက်တာဆိုတော့သူလဲဘာမှပြောမရဘူးဖြစ်ပါတယ်။ကဲတောင်းခါမှာရှူရှဲလေးတွေရှင်းပေါ်လေးတွေပင်နေသာငဏီလူတွေနဲ့ပျော်မွေ့နေတဲ့သရဝါပေါင်းသိအောင်ကြောပြပေးခြင်းဖြစ်ပါတယ်။ ဂျမန်နဲ့ညာ၈နာရီဝင်းကျင်မှာတော့လက်နဲ့ကြီးတန်းလို့ယူဆတဲ့ပောက်ကွဲမှုတစ်ခုကျင်းဦးလင်ဆက်သက်ကတူဝင်းထဲမှာဖြစ်ပေါ်ခဲ့တာရှိပါတယ်။ဂျမန်နဲ့ကအင်အား၈၀ခန်းရှိတဲ့စစ်ကြောင်းဟာမကွေးတိုင်းအထက်မင်းလာမြို့နယ်အတွင်းကခလိုင်းရွာတဲ့ကူမော်တော်ယာဉ်၄စီးနဲ့ဂွေးကြောဘက်ကနေဝင်ရောက်လာတာဖြစ်ပါတယ်။ငဖမ်းမြို့နယ်ဆက်စီနယ်မြေတဝိုက်ကိုအင်အားအတန်သိရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာလို့ရှိနေပါတယ်။ ယနေ့မနေ့စနေနေ့အထိတော့ဝက်စာကျဲဘက်မှာထူးခြားမှုသုံးတရားမရှိသေးပဲညောင်မေဘုံဤတဝိုက်မှာတော့စစ်ကြောင်းတစ်ခုရောက်ရှိဖြန့်ခွဲအခြေပြုလျက်ရှိတာကိုတွေ့ရပါတယ်။ကချင်ပြည်နယ်မြေကြီးနားတက်နေတဲ့ကနေလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေရှိခဲ့ပါတယ်။ဂျာမန်ကောင်မဲကိုနှလုံးကြောက်ပောက်ပွဲခဲ့တယ်လို့ကြားသိရပေမဲ့အတည်ပြုလို့မရသေးဘူးဖြစ်ပါတယ်။မြစ်တစ်ဖက်ကဘိုင်းမော်တာထဲကနေဝါချောင်ဆယ်ဘက်ကိုလက်နက်ကြီး drone တွေနဲ့မထင်ရင်မထင်သလိုမကြာခဏပြစ်ခတ်နေဆဲဖြစ်ပါတယ်။သားကနေတော့မော်ဝမ်စွန့်ပုံနဲ့ ။အင်မရံတုတ်တံတဝိုက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ညနေပိုင်းမှာတော့တမကုံကနေလက်နေကြီးနဲ့မော်ဝမ်းကြီးအုပ်စုအမိုက်ပုံမော်ဝမ်းကြီးဘက်ကိုပြစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ညမိုးချုပ်ချိန်မှာအင်မရံရက်ွက်ချောင်းထဲကဒေသခံတချို့အရေးပေါ်ထွက်ပြေးတင်းချောင်းရတာကိုလည်းစိတ်မကောင်းစွာတွေ့ရှိရပါတယ်။ယနေ့မနေ့မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်လျက်ရှိပြီးမြောက်ပြူဘက်ကနေဝင်လာတဲ့စစ်ကြောင်းတစ်ကြောင်းရှိနေပါတယ်။မောကောင်ခြေစားခြေလင်တက်မှာ၃ဟာတက်မှာ33လက်လွတ်ထားရတဲ့အနှောင်ကုန်းလမုံကုန်း ကတိုင်းတော်တို့ကိုပြန်လည်ထိန်းချုပ်ဖို့စ조사လာမယ့်အခြေအနေရှိပါတယ်။ဒီလိုဆိုရင်တော့ဖားကံမြေမှာရင်ဆိုင်တိုက်ပွဲတွေပြင်းထန်လာအောင်ပါလို့ဆိုရမှာဖြစ်ပါတယ်။ကာမိုင်းနဲ့နိုင်ရကြမှာစီးတွေတိုက်ပွဲပြင်းထန်လာနိုင်စေဖြစ်ပါတယ်။စကိုင်းတိုင်းမင်းဝနယ်မြေမြောက်ချမ်းကိုဇမန်လေးကရောယနေ့မနေ့အထိပါလက်နေကြီးနဲ့နေရာနဲ့ပြစ်ခတ်တိုက်ခိုက်လျက်ရှိနေစေဖြစ်ပါတယ်။ကျွန်တော်မှတ်စားချက်လွဲပါတယ်။ ARI တိုင်းကနေထွက်လာတဲ့အစီရင်နာခေါဝင်ကိုမကတ်သလိုဗမာကိုလည်းမသွားပါဘူး။ချင်းနေပြည်ထဲကနေတဆင့်စကိုင်းတိုင်းရဲ့ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ မန္တလေးတိုင်းမိုးကုံမြို့နယ်ထဲကိုဇမန်နေ့ညသာပေါင်းမှာတိုက်လေရင်နဲ့လေကြောင်းတိုက်ခိုက်မှုတစ်ချိန်ပြုလုပ်ခံထားရပါတယ်။တီအန်တန်လေးနဲ့ပူပေါင်းဖွဲ့တွေဟာဇမန်နေ့ကမိုးကုံနယ်မြေထဲမှာတစ်ဆက်ခန်းထလာတဲ့သမယအုပ်စုကိုတယောက်သေးလေးယောက်ရှင်စနတ်တလက်ဓာလေးကြောင်းဖမ်းဆီးလိုက်နိုင်တဲ့ဖြစ်စဉ်ရှိပါတယ်။ချမ်းမြောက်မူဆန်မှာတော့ဇမန်လေးကမူဗီသတင်းတက်ပြီးပုံမိုးချုပ်ထွေးစေခဲ့ပြီဖြစ်ပါတယ်။ကိုကံလောက်ကအမိကွဲတရုတ်တွေအချင်းချင်းချမ်းမြောက်ခေါင်းစဉ်တက်ပြီးဖမ်းဆီးနေကြတာဖြစ်ပါတယ်။ တကယ်တော့မူဆယ်မှာရှိတဲ့ချားဖြတ်ညာနှုံးအများစုဟာပယ်ဆောက်ခြင်းရဲ့အဖွဲ့တွေအဖွဲ့အောက်ကလူတွေကြီးဖြစ်ပါတယ်။ကြည်သူစစ်ခေါင်းစဉ်အမျိုးမျိုးနဲ့နာမည်အမျိုးမျိုးတက်ပြီးလှုပ်ရှားနေကြတာဖြစ်ပါတယ်။လက်ရှိဖုန်တာရှင်အောက်ကကိုကံတွေဟာလည်းအမျိုးလူတွေဆိုတော့ပလူပလဲနေကြတာကာလကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ပြောရရင်1988ခုနှစ်တုန်းကဖုန်ကြားရှင်ဟာလော်စိတ်ဟန်ကနေတဆင့်တန်းရွှေခင်းညွန့်ထံစစ်စာခံခဲ့မှုပါတယ်။စစ်ကောင်စီရဲ့တရုတ်ကနေတဆင့်ဖိအားပေးမှုတိုင်းကို အလွယ်တကူလိုက်ရောက်နိုင်မယ်ဆိုရင်တော့တော်လန်ရေးကိုစစ်ကောင်စီတန်းအောက်ကြီးနဲ့လက်သိထိုးရောင်းနေတဲ့တမိုင်းအဖြစ်ကြံရိတ်ခံမှာလို့ဆိုရမှာဖြစ်ပါတယ်။အရေးကြီးတာလေးတစ်ခုပြောရပါအောင်မယ်။ကိုရင်တော်လန်ရေးအစတုန်းကလည်းတခါပြောခဲ့ပါတယ်။ယခုမိတ်ဆွေတယောက်ပို့တင်ထားတာကိုတွေ့ပြီလို့ပါ။ကီလီနန်မြေတော့မဟုတ်စစ်တောင်းမြေအရှိမဲ့ချမ်းမှာဖြစ်တယ်လို့ယူဆပါတယ်။အာဘီဂျေပြောင်းခွဲတာဖြစ်ပါတယ်။အရန်အန်ရများပါတယ်။အကြမ်းဖက်စစ်တပ်ထဲမှာလည်းဖြစ်ခဲ့မှုပါတယ်။ကြိခတ်သူလက်ပြပြီးရှေ့မှာရှိတဲ့ ကရုံချင်းတဲ့ကတယောက်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်။အဲဒီတော့ကလည်းသတိပေးခဲ့မှုပါတယ်။သတိပေးတဲ့ကြားကနေဘူကြီးရဲ့ဓာပြစ်စားလာတာအနည်း20လောက်ရှိပြီဆိုရင်ကဖြစ်သွားတာပါ။တကယ်ကအနည်း20လောက်မပြစ်ရပဲပတ်ထမ်းခဲ့ရခြင်းတာဖြစ်ပါတယ်။အာရခတတော်ပေါ်လာမှလက်တွေမြေပြင်မှာပြစ်ခတ်ကြရတာဖြစ်ပါတယ်။အာဘီဂျီယာအကြမ်းဖက်စစ်တပ်မှာတပ်ဖွဲ့အစ်လက်နက်ဖြစ်ပြီးဓာရိုက်ကြီးလက်နက်ဖြစ်ပါတယ်။ပြစ်ခတ်တော့မယ်ဆိုရင်ရန်အောင်လို့ခေါ်တဲ့ပူရန်အောင်ကိုပေါက်ပြဲနေခြင်းရှိမရှိတေချာဆက်ဆက်ပြီးမှပြစ်ခတ်ဖို့အရေးကြီးဆုံးဖြစ်ပါတယ်။ အာဗီဂျီမှာခွင်းတုံးတိပြတ်တုံးနဲ့ဒီကွဲတုံးဆိုပြီး၃မျိုးရှိပါတယ်။ပြီးတော့ MA 10နဲ့ရခင်လက်ကျန် BAC BA 63 BA 69ဆိုပြီးနှစ်စားရှိပါတယ်။စာမိုဘိုင်းလာလို့ခေါ်တဲ့လေးကွဲပုံးကြီးဟာ BA 63နဲ့ BA 69မှာထည့်တင်ပြခတ်လို့မရပါဘူး။ပြီးတော့လေခွဲတုံးကြီးတွေပူရမ်းတော့ဟာသူ့ရဲ့ CD နံပါတ်ဆင်နဲ့တာပြစ်ခတ်ရတာဖြစ်ပါတယ်။ဆောကပြောခဲ့တဲ့ RPG ရဲ့ BACD နံပါတ်တွေလွဲရင်တော့လွဲနေနိုင်ပါတယ်။စာလုံးစလိန်ရာခေါက်ကာကြီးသမားတွေပဲကြိုတင်သတိပေးပြောထားရခြင်းဖြစ်ပါတယ်။ဇမန်နေ့ဇွန်လ25ရက်နေ့မှာတော့10:20စက္ကန့်စစ်စစ်ရင်ဒုတိယပိုင်းတစ်နှစ်တင်းတင်းပြည့်ခဲ့တာဖြစ်ပါတယ်။10:20စက္ကန့်စစ်စစ်ရင်နဲ့စစ်စစ်ရင်အလွန်ကာလတွေမှာတိုင်းစစ်ဌာနချုပ်ကြီးနှစ်ခုကိုစစ်ကောင်စီအားစစ်ရေးတိုက်ခါကြာဆင်းစွာနဲ့လက်လွတ်ခဲ့လိုက်ရပါတယ်။ တဆန်နဆက်ခွန်ရအဟောင်းဟာစစ်တပ်ကိုပြတ်တော့မရအောင်ဖြစ်သွားပြီးစစ်ဘုံချုပ်ကြီးများနေ့ကျောက်သူ့ကျောက်ဆိုပြီးတယောက်တစ်ပေါက်လက်ညှိုးထိုးစိတ်ဝမ်းကွဲတဲ့အနေအထားတွေရောက်ရှိခဲ့ရတာဖြစ်ပါတယ်။သို့သောစစ်ကောင်စီဟာစစ်အာဏာပြည်မြေးရေးအတွက်နိုင်ငံခြားကူညီရယူခြင်းလူသစ်စုဥပဒေပြဋ္ဌာန်းခြင်းတွေအလင်းစလိုပြုလုပ်လာခဲ့ပြီးသူ့ရဲ့စစ်တပ်ကိုကြားကန်တိစောက်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။နိုင်ငံရေးနည်းနဲ့လားရှိုးကိုအချက်မရှိပြန်လဲရောက်ရှိလာသလိုအပြည့်ရလို့ပါဇက်ကပြောပြီးနောင်ချိုးကို လေးချောင်းလက်နဲ့ကြီးအလွန်ကြော်အုံပြုကာ မြေပြင်စကြောင်းထိုးနေတာရှိသလိုတစ်ဆက်တည်းမိုးကုတ်ကိုပါတိုက်စစ်ဆင်မှုအခြေကုတ်ယူနေတာကိုတွေ့နေရပါတယ်။ကရင်နဲ့ကမ်းရိုးတဲ့ဘက်မှာရှိတဲ့နေဆက်မစုံတန်းခါစစ်စခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရပေမဲ့ကြီမားဖြစ်တဲ့အညာမြေလက်မြေဝကျွန်းပေါ်ဒေသတွေကသာအာရုံထားနေတာကိုလည်းသတိပြုကြရမှာဖြစ်ပါတယ်။စစ်ကောင်စီဟာမူလရှိပြီးသားဤအဝေကိုရွေးကောက်ပွဲအလွန်ကာလမှာအစိုးရတဲ့ပုံစံမျိုးနဲ့ဖယ်ရယ်ဆိုပြီးအိန္ဒိယနိုင်ငံတွေကနေတစင်ဖိအားပေးပြီးအပြစ်ရမယ်။ ရခိုင်ကတော့ဆေးအုပ်စုကင်းစင်နယ်မြေတေချာပေါက်ဖြစ်သွားပါလိမ့်မယ်။ဒီလိုသာအမှန်တကယ်ဖြစ်လာခဲ့ရင်တိုင်းဒေသကြီးခုနှစ်ခုသာသူ့စစ်တပ်ကတိုက်ရဖို့ရှိလာမှာဖြစ်ပါတယ်။အင်အားကြီးထွားလာနေတဲ့စစ်တပ်ဟာတိုင်းဒေသနယ်မြေကစစ်ကြောင်းတွေကိုအလဲပိုင်းကိုသာပုံအော့လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်လာနိုင်မလဲ။တရားမဝင်ဖွဲ့စည်းမဲ့အစိုးရတွေဟာအမေစုနဲ့တမတာကြီးပါဝင် NLD ဖိပိုင်းခေါင်းဆောင်တွေကိုလွတ်လိုက်ပြီးနိုင်ငံရေးနည်းနဲ့တော်လှန်ရေးအင်အားစုတွေချိနဲ့လာအောင်လုပ်ခဲ့မယ်ဆိုရင်ဒါကတော့ စစ်ဘုံချုပ်ကြီးများရဲ့လှုပ်လာနိုင်ခြင်းရှိတာကိုချိုးတင်ပြင်ဆင်စီမံနိုင်အောင်တပူရီသုံးသပ်ချက်များတာဖြစ်ပါတယ်။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်